Miss Kian Singh ပေါ်အမိုက်စားအကနဲ့ပြန်တက်လာတဲ့နီနီဒီနေ့ကျမတို့ပြောပြပေးမယ့်အကြောင်းအရာကတော့လက်ရှိလူမှုကွန်ရက်ပေါ်မှာတော်တော်လေးကိုရေပန်းစားနေတဲ့နီနီလေးအိမ်ရဲ့ဗီဒီယိုတစ်ခုအကြောင်းပဲဖြစ်ပါတယ်။ဟုတ်ပါတယ်ရှင်ဒီဗီဒီယိုထဲမှာကျွန်တော်တို့ရဲ့မကယန်းမြန်မာ2020ဆုရှင်နီနီလေးအိမ်ကစင်ငင်းပေါ်မှာဘလို့တွေအားရပါရအမိုက်စားဖြုတ်ဖြေခဲ့လဲဆိုတာကိုအဆအဆုံးအသေးစိတ်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ဒါကတော့ မကယ်မြန်မာ2025ပြန်ပွဲကြီးရဲ့အဖွင့်ခမ်းနားပြောရမယ်ဆိုရင် Fairway ကချီအခမ်းနားကိုရိုက်ကူးထားတာပါဒီအခမ်းနားမှာနီနီကဘလို့အားပြိပါဝါပြည့်နဲ့ပြန်လဲရောက်ရှိလာပြီးပရိသတ်ကိုဖန်ဆားနိုင်ခဲ့လဲဆိုတာကြည့်လိုက်ရအောင်ဗီဒီယိုကိုစဖွင့်လိုက်တာနဲ့ကျွန်တော်တို့အရင်ဆုံးမြင်တွေ့ရမှာကတော့ Dating Electricity 2025ပြန်ပွဲဝင်အလတ်မဲ့လေးတွေစင်ပေါ်ကိုတယောက်ပြီးတယောက်တန်းစီလန်းတက်လာပြီးသူတို့ရဲ့နေရာတွေကိုယူကြတာပါပဲ။ သူတို့လေးတွေကလည်းကိုစီကိုစီလပ်တင်နေနေကြတာကိုတွေ့ရပါတယ်။ပြီးတဲ့နောက်မှာတော့ပြုံးစားကြီးကျွန်တော်တို့ရဲ့ညီညီလေးအိမ်ကပေါ်လာပြီးအလတ်မဲ့လေးတွေနဲ့အတူစိတ်အားထက်သန်မှုအပြည့်ခွန်အားပြည့်ကကွက်တွေနဲ့စင်မြင့်တစ်ခုလုံးကိုမိတော့သွားအောင်ဖြောချေပါတော့တယ်။သူမရဲ့ကကွက်တွေကတော်တော်လေးကို ပရော်ဖက်ရှင်နယ်ဆန်ပြီးခွန်အားပြည့်ရှိတာကိုမြင်ရပါတယ်။သူမရဲ့ခနာကိုလှူရှာမှုတွေခြေလန့်တွေလက်ဟန်ခြေဟန်တွေကအားလုံးကိုစီးချက်ညီညီပေါင်းဆက်ပြီးစင်ငင်းပေါ်မှာအသက်ဝင်နေစေပါတယ် တုံးမအောင်ရဲချဲမှုကလည်းစီမီးနဲ့ကိုက်ညီပြီးဒူမရဲ့ကကွက်တွေကိုပုံမပေါ်လွင်စေပါတယ်။ပြီးတော့ဒူမရဲ့မျက်နှာမှုအရာတွေကပါငါဒီနေရာမှာပဲရှိနေရမယ့်ဒူငါဒီရဲ့ကောက်ကိုအပိုင်နိုင်ဆုံးကနိုင်တဲ့သူလို့ပြောနေတယ်လို့ပါပဲ။ရေခင်အဲလီဖျက်ရဲ့ခန်းနာတဲ့စီမီးနဲ့ကွက်တီပဲလို့ပြောကြမလားပဲ။ညီနီတယောက်တဲ့ချင်းအဲလီဖျက်စီမီးပေါ်ကိုပြန်ရောက်လာတဲ့အချိန်မှာဘလောက်ပျော်ရွှင်နေလဲစွမ်းအင်တွေဘလောက်ပြည့်အဝရှိနေလဲဆိုတာကိုသူ့ရဲ့ကကွက်တွေကနေတဆင့်ထင်ရှားစွာမြင်တွေ့ရပါတယ်။ နီနီရဲ့ထွက်ဖြေမှုအပြင်ပြန်ပွဲဝင်အလမဲ့လေးတွေရဲ့စူပေါင်းကားတွေကလည်းတွတ်တွတ်လက်လက်နဲ့လပ်ပနေတာကိုတွေ့ရပါတယ်။သူတို့လေးတွေကလည်းနီနီနဲ့အတူတူစီးချက်ညီနီလိုက်ပါကပ်ကြကြပြီးဘေးချင်းအလီဖိုပြန်ပွဲကြီးရဲ့ခန်းနာမှုကိုပိုပြီးပေါ်လွင်စေပါတယ်။စီမြက်ပြန်စင်အလဲမောင်တွေကလည်းထွက်ဖြေမှုကိုပိုမိုထင်ပေါ်စေပြီးကြီးစုသူတွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီချိန်အဝေးချေကရက်တဲ့ elite delivery 2025ပြန်ပွဲကြီးတစ်ခုလုံးရဲ့အဆောက်အဦတွက်လက်တက်ကြွစေတဲ့ဖြောပြေမှုတစ်ခုလို့ပြောလို့ရပါတယ်။ဒီဗီဒီယိုကိုကြည့်နေရင်လည်းကျွန်တော်တို့ပရိသတ်တွေကိုတိုင်းပါစီမင်းပေါ်မှာအတူတူ like ချင်စိတ်ပေါက်သွားလောက်အောင်ကိုအားပြည့်နဲ့ကပြထားတာပါ။နီနီရဲ့ကကွက်တစ်ခုစီတိုင်းမှာသူမရဲ့စိတ်အားထက်သန်မှုနဲ့စူးစမ်းအားထုတ်မှုတွေအပြည့်အဝပါဝင်နေတာကိုခံစားမိပါတယ်။ ဗီဒီယိုရဲ့အဆုံးပိုင်းမှာတော့မိမိလေးအိမ်နဲ့ပြိုင်ပွဲဝင်အလက်မဲ့လေးတွေအားလုံးစုစည်းပြီးပေါင်းကြတာကိုမြင်ရပြီးပရိသတ်ရဲ့လက်ခုတံတွေအားပေးတံတွေကလည်းပြင်းလွတ်လာတာကိုကြားရပါတယ်။ဒီချုပ်ချေမှုဟာပရိသတ်ကိုလည်းအားရကျင်းနှမှုအပြည့်ပေးစွမ်းနိုင်ခဲ့တယ်ဆိုတာထင်ရှားပါတယ်။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးကစ်ဘော့စ်မှာတော့ငင်းပွားစရာလေးတွေရှိနေတာကိုတွေ့ရပါတယ်။အချို့သောပရိသတ်တွေကနီနီရဲ့ချုပ်ချေမှုကိုအရန်ကောင်းတဲ့ခွန်အားပြည့်ရှိတဲ့ပရော်ဖက်ရှင်နယ်ဆန်နယ်လို့ချီးကျူးပြီးအားပေးစကားတွေပြောကြပါတယ်။ ဒါပေမဲ့တချို့ကြတော့လဲဆုတ်ပြက်နေတာပဲဆော့တစ်ချေဝေဖန်တာတွေကဲရတာတွေလည်းတွေ့ရတာမို့ပြိတက်မြင်ချင်းမတူညီကြဘူးဆိုတာကိုဖော်ပြနေပါတယ်။ဘာပဲဖြစ်ဖြစ် DVD လေးကတော့လက်ရှိမှာလူပြောများပြီးကြည့်ရှုသူလဲထောင်တောင်းချီရှိနေတာကိုတွေ့ရတဲ့ရေပန်းစားနေတဲ့ဗီဒီယိုတစ်ခုပါပဲ။